အခုလောမလို့တင်ဘူးလို့အတိပေးလာတဲ့ကိုချွန်မင်းအားလုံးပဲမိလာဝါရှင်ပရဟိတမင်းသားလေးလို့အားလုံးရဲ့အပြည့်ချစ်ခင်မှုတွေကိုရရှိထားတဲ့ကိုချွန်မင်းကတော့အခုစိန်ငလင်ပေးတဲ့နေရာလေးတွေတကယ်ခက်ခဲဖြစ်နေတဲ့သူတွေကိုကူညီပေးနေပေးဖြစ်ပြီးကိုချွန်မင်းကဒီကနေ့မှာတော့ကိုချွန်မင်းကသူ့လိုအကောက်ကျူတွေကနေဘလုံငွေတွေလင်ညာကောက်ခံနေတဲ့အပေါ်မှာအတိပေးပြောပြလာခဲ့ပါတယ်။ အခုဆိုရင်ဆိုရှယ်မီဒီယာတွေပေါ်မှာကိုတိုမင်းရဲ့ပုံကိုအတုံးချကောင်းငွေကြေးလိညာမှုတွေများလာနေတာကြောင့်ကိုတိုမင်းကသူ့ရဲ့ဆိုရှယ်မီဒီယာတွေပေါ်ကနေအသိပေးထားခဲ့ပါတယ်။တချို့ဆိုရင်အကောင့်တူကနေငွေတွေလွတ်တန်းမိခဲ့တာတွေမျိုးလည်းရှိနေခဲ့တာပါ။အားရပေါ်မှာလေကိုတိုမင်းကအခုလိုပဲပရိသတ်တွေကို အသိပေးပြပြလာခဲ့ပါတယ်။ကတ္တမေကအလှရှင်တွေစီကနေအလှငွေတွေအချောင်လိုချင်နေကြတဲ့အကောက်တူတွေကိုသတိထားကြပါနော် စီဗီယာနေစာတွေပို့ပြီးလညာနေကြတာတွေကိုလည်းတတိထားကြပါအားလုံးသိအောင်ပြောပြရတာပါလူတန်းတဲ့နေရာမှာတတိထားစီကျမတွေဆိုပြီးကိုချိုမင်းကပြောပြလာခဲ့ပါတယ်ကိုချိုမင်းကတော့သူရဲ့လူမှုကွန်ရက်ပေါ်ကနေလေအကောက်တူတွေကိုမျှဝေကအသိပေးထားပါတယ်ကိုချုံမင်းကတော့ခွန်စင်မြေပြင်ထိပ်တွားရောက်ကလွတ်တန်းပေးနေရပါသူ့အနေနဲ့အလှငွေတွေကိုခောက်ခံပေးနေရရင်းနဲ့ပတ်သက်ပြီးတော့လေလိန်ညာမှုတွေဖြစ်ပေါ်မလာအောင်ကိုချုံမင်းကအခုလိုချက်ပြီးတော့အသိပေးပြောပြလာခဲ့ပါတယ် ကတ္တမင်ကငလင်ပေးတဲ့ပြည်သူများပြန်လည်ထူထောင်ရေးအတွက်အိမ်လေးတွေဆောက်လို့လူတန်းပေးပါမယ်။တကယ်ထိခိုက်ပျက်စီးသွားတဲ့မိသားစုများ၃ညကို၉ရက်၃ည၅၂၃၃ရက်၃ပုံပိုက်ပါကနေအခုညတောင်းနိုင်ပါရနော်။အကောက်တူတွေအရန်များနေတဲ့အတွက်အလူရှင်များလည်းကြိုဆိုင်လူတန်းပေးပါဗျာ။ငလင်ပေးအတွက်၂၃ရက်နေမှစ၍အလူငယ်လက်မခံတော့ပါဘူး။ပြန်လည်ထူထောင်ရေးကို၅လပိုင်း၂၅ရက်နေမှစ၍စတင်လုပ်ကင်တော့မယ်ဗျာ။ဝိနာရှင်များကို 24ရက်နေ့မှစပြီးအရင်လိုလိုချင်ပေးပါတော့မယ်ဗျာကျွန်တော်တခါမှအလိုမခံပါဘူးအလိုခံတဲ့ postman တများအကောက်တူတွေပါအကောက်တူတွေအများကြီးရှိနေပါတယ်ကျူးဆိုင်ပါဗျာဆိုပြီးကိုတူမင်းကအသိပေးထားပါတယ်အခုဆိုင်ပရဟိတအလုပ်တွေမှာစူးစမ်းလုပ်ကိုင်နေတဲ့ကိုကျော်မင်းကသဝတနာပါတဲ့အမှုပညာလုပ်လေးတွေကိုပါလုပ်ကိုင်သွားမှာဖြစ်ပါတယ်။ပရဟိတရင်အနေနဲ့ကိုကျော်မင်းကိုမကြမီမှာတရားဆောင်တယောက်အနေနဲ့မြင်တွေ့အပြင်လာတော့မှာဖြစ်ပါတယ်။အမှုပညာလုပ်လေးတွေနဲ့ပတ်သက်ပြီးတော့လေကိုကျော်မင်းကအခုလိုပဲပြပြလာခဲ့ပါတယ်။ ကတော့မင်းကကျွန်တော်ဒီလောက်ထိဖြစ်လာလိမ့်မယ်မတင်ခင်အရင်ကအဖိုးကြီးတို့ဒရိုက်ဘာတို့ပဲရိုက်ခဲ့တာနှကန်းသုံးခန်းရိုက်ပြီးမပွားခဲ့တာတွေလည်းကြုံခဲ့ရဘူးတယ်။ချောမောလာပါပြီးမင်းသားနေရာထင်တာမျိုးတွေလည်းရှိခဲ့တယ်။အခုနောက်ပိုင်းမှာတော့ခွဲခြားမှုတွေတိတ်မရှိတော့ပါဘူးလို့ပြောပြလာခဲ့ပါတယ်။ကတော့မင်းကကျွန်တော်တို့အမှုပညာလုပ်လေးတွေကိုလောက်ကင်တာကဝတ္တနာအရာပါအမှုပညာအလုံးနဲ့ပရာဟိတာလို့တွေတွဲလို့သွားမှာပေါ့ရှူတင်မရှိတဲ့အချိန်တွေကိုမပါတဲ့အခန်းတွေဆိုရင် ညာရညာလိုက်လှုပ်ပေးမှာပေါ့နော်လို့ဆိုပါရယ်ကိုထွမင်းက CNN ပါပြီးအကကဲဖြစ်နေတဲ့နေရာလေးတွေကိုကရိုင်းတော်ရောက်ကတပတ်တလန်ကနေကူညီဆောင်ရွက်ပေးနေရဖြစ်ပါရယ်တာကြလေကိုထွမင်းကအလုံးရဲ့အချက်တွေကိုတင်ပြရရှိထားတာပါမတာသိမိကလည်းပတ်တူလီနဲ့ကိုထွမင်းတို့ကအေးမြတ်တာအတင်းကနေပရဟိတာဆိုရင်ကွန်ပျူတာချင်းမြင့်ခံခဲ့ရပါရယ် ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါရရှင်နောက်ထပ်အကြောင်းအသေးတွေအတွက်ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ထားပေးကြပါဦးနော်အဆုံးထိအားပေးကြည့်ရှုမှုတော်လေးကျေးဇူးအများကြီးတင်ပါတယ်ရှင်